အမျိုးသားတယောက်အနေနဲ့အမျိုးသားစွမ်းဆောင်ရည်ကောင်းမွန်ခြင်းလဲဆိုလို့ရှင်အခုကျွန်တော်ပြောပြမယ်အချက်တွေကိုတေချာလိုက်လုပ်ဖို့လိုအပ်ပါတယ်ပထမအချက်အနေနဲ့ကကြတော့လက်ကျင်ကပြုလုပ်ဖို့ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်မှာအစီများတာကအမျိုးသားဟော်မုန်းဖြစ်တဲ့တက်စတိုစတီရုန်းပမာဏကိုကျဆင်းစေပြီးတော့အမျိုးသားစွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်ဒါအပြင်မှာအစီတွေများပြီးတော့အဝလွန်နေတာကသွားလာနှုတ်ရှားတဲ့နေရာမှာ လေးလံစီတယ်ထိုင်မိုင်းစီတယ်အဲ့ခါနဲ့ဆက်ဆက်ပြီးတော့မြို့သားဆန်းဆောင်ရေးကြဆင်းတာမျိုးတခုခုဆိုလို့ရှိရင်ကောင်းမွန်စွာလှုပ်ရှားနိုင်တာမလှုပ်နိုင်တာမျိုးဒါမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့အစီကြအောင် ကိုယ်လေးချင်ကြအောင်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ကံပုံမှန်ပြုလုပ်ပေးတင်ပါတယ်အဲ့တော့အထူးသဖြင့် cardio exercise လို့ခေါ်တဲ့လမ်းလျှောက်တာပြေးတာရေကူးတာစပိုင်းစီတာဒါမျိုးတွေကိုပို့ပြီးတော့ပြုလုပ်ပေးတင်ပါတယ် ဒုတိယချက်အနေနဲ့ကကြတော့ဒီကြွက်သားတိဆောက်ဖို့ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်မှာကြွက်သားများတဲ့အခါမျိုးမှာအမျိုးသားဆွမ်းဆောင်ရည်ကိုပို့ပြီးတော့ကောင်းမွန်စေပါတယ်။အထူးသဖြင့်ဒီခြေထောက်မှာရှိတဲ့ကြွက်သားတွေဖြစ်ပါတယ်။ဒါကြောင့်မို့လို့အောက်ပိုင်းထိုင်တာမျိုးခြေထောက်တွေပေါင်နေလေ့ကျင့်ခန်းကိုတိချာပြုလုပ်ပေးတာမျိုးပြုလုပ်ရမှာဖြစ်ပါတယ်။ဒါကအမျိုးသားဆွမ်းဆောင်ရည်ကိုကောင်းမွန်ဖို့အတွက်အထောက်အကူပြုပါတယ်။တတိယအချက်အနေနဲ့ကကြတော့အိတ်ချိန်လုံလောက်အောင်အိတ်ဖို့ဖြစ်ပါတယ်။အိတ်ချိန်နဲတာကအမျိုးသား စောစောမျိုးကိုကြာစင်းစေပါတယ်ဒါကြောင့်မလို့တနေ့ကိုအိတ်ချိန်အနည်းဆုံး9နာရီလောက်ထားပြီးတော့ပုံမှန်အိတ်တင်ပါတယ်နောက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အစားအသောက်ဖြစ်ပါတယ်အာဟာရမပြည့်ဝဘူးဆိုလို့ရှိရင်အမျိုးသားစွမ်းဆောင်ရည်ကိုထိခိုက်စေတယ်ဒါကြောင့်မလို့အာဟာရပြည့်ဝအောင်အသီးအရွက်အသားငါပြီးလို့ရှိရင်ကာဘိုဟိုက်ဒရိတ်ဓာတ်ရိုက်ကိုစုံအောင်စားပေးတင်ပါတယ်ပရိုတင်းကြော်ရတဲ့အစားအစာရည်ဆိုလို့ရှိရင်တော့ကြက်ဥကြက်သားငါဥအမျိုးမျိုးနွားနှုတ် လိုထပ်ပစ္စည်းတွေဒင်းချင်းဒင်းငယ်ဒါမျိုးတွေဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဟင်းသင်းဟင်းရွက်မှာဆိုလို့ရှိရင်ကစွန်းရွက်ဟင်းနုတွေကြိုက်လန်မုံညင်းကောပြီးဒီလိုအရွက်တွေကို ပုံမှန်စားပေးသင့်ပါတယ်ဒါပြင်မှာခုနကကစီတက်ဆိုလို့ရှိရင်ကာဘိုဟိုက်ဒရိတ်ဆိုလို့ရှိရင်တော့ကစွန်းဥအာလူးထမင်းဒါတွေကိုပုံမှန်စားပေးသင့်ပါတယ်။နောက်တစ်ချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့စလိတ်ကိုရှောင်ဖို့စလိတ်ကိုရှော့တောက်ဖို့လိုအပ်ပါတယ်။ဒါကအမျိုးသားဆန်းဆန်းမျိုးကိုကြာစင်းစေတယ်။ ဒါပြင်မှာအရက်ကိုအလွန်ကျွန်တောက်တာကလည်းပဲကိုယ့်ရဲ့အမျိုးသားဆွမ်းဆောင်မျိုးကိုကြာဆင်းစေပါတယ်ဒါပြင်မှာစိတ်ပိစီမှုကင်းဝေးအောင်နေတာကလည်းပဲမျိုးသားဆွမ်းဆောင်မျိုးကိုတက်စေတဲ့အားကြောင့်မလို့နှံ့နေမြဆင်းရဲစရာတွေမတွေးစင်ကြမအောင် နောက်တစ်အမျိုးသားတယောက်ရဲ့ဆွမ်းဆောင်မျိုးကိုကောင်းမွန်စေတဲ့အချက်တစ်ခုကကြတော့ Kegel exercise လို့ခေါ်တဲ့ဒီကိုယ့်ရဲ့အမျိုးသားအင်္ဂါတစ်ဝိုက်မှာရှိတဲ့ pelvic floor muscle တွေကိုတန်ဆွမ်းအောင်လေ့ကျင့်တာဖြစ်ပါတယ် တော့ဒါကဘာကိုပြောရလဲဆိုလို့ချင်းကျွန်တော်တို့ကစီးသွားခြင်းတဲ့အခါမျိုးမှာဖြစ်ဖြစ်ဝမ်းသွားခြင်းတဲ့အခါမျိုးမှာဖြစ်ဖြစ်မသွားတော့ဘဲနဲ့ခဏအောက်ထားတဲ့ပုံစံဖြစ်ပါတယ်ဥပမာ ပြကျွန်တော်တို့ရှူးပေါက်လိုက်တယ်ပေါက်နေတဲ့ခဏရက်လိုက်တယ်အဲ့တော့ကြွက်သားတွေကိုညှစ်ထားလိုက်တယ်အဲ့လိုပြုလုပ်မှာဖြစ်ပါတယ်အဲ့တော့ပြုလုပ်တဲ့ပုံစံကတော့ကျွန်တော်ပြောရမယ်ဆိုလို့ချင်းကိုကဒါပုံမှန်အနေထားမှာခုနကပြောတဲ့ပုံစံအတိုင်းကြွက်သားကိုရှူးပေါက်လို့ရှိရင်ရက်တဲ့ပုံစံကိုကြွက်သားကိုညှစ်လိုက်ရှော့လိုက် ြုလုပ်ပေးရမှာဖြစ်ပါတယ်။ဒါကတော့ကိုလုံနိုင်လုံနိုင်တဲ့လောက်အကျိုးရှိတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ပြီးလို့ရှိရင်ဒီ Kegel exercise နဲ့ပတ်သက်ပြီးတော့အတခြားတော့ပြုလုပ်လို့ရတဲ့ပုံစံတွေလည်းရှိပါတယ်။ဒါကတော့ YouTube တွေမှာ Facebook တွေမှာလေ့လာကြည့်လို့ရပါတယ်။နောက်ဆုံးအချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီအမျိုးသားတယောက်အနေနဲ့ပွန်ကြီးရရှော့ဖို့လိုအပ်ပါတယ်။အဲဒါပြောင်းမှဒီ masturbation လို့ခေါ်တဲ့နော်ဒီအလားဖြစ်ရလဲရှော့ဖို့လိုအပ်ပါတယ်။ဒါတွေက အမျိုးသားဆက်ဆံရေးကိုကြဆင်းစေပါတယ်ပုံမှန်ပြုလုပ်တာပြဿနာမရှိဘူးတစ်ခါတစ်ခါပြဿနာမရှိဘူးတချို့တွေကအလွန်ကြုံပြုလုပ်တာရှိပါတယ်အဲကျွန်တော်ပြောချင်တာလည်းဒါမျိုးကိုပြောချင်တာဖြစ်ပါတယ်ပုံမှန်ပြုလုပ်တဲ့ဟာကပြဿနာမရှိဘူးဒါပေမဲ့ကိုယ့်ရဲ့ဒီနေ့စဉ်ဘဝကထိခိုက်လာပြီကိုယ့်ရဲ့အလုပ်ကောင်ကထိခိုက်လာအောင်ပေါ်နေကြည့်တယ် masturbation လုပ်တယ်အနာဖြစ်တာများနေခဲ့မှာဆိုလို့ရှိရင်တော့ဒါအမျိုးသားဆက်ဆံရေးကိုရရှိမှာထိခိုက်စေပါတယ် ခုကျွန်တော်ပြောသားတဲ့အချက်တွေကဒါအမျိုးသားတယောက်အနေနဲ့အမျိုးသားဆွမ်းဆောင်ပြီးကောင်းမွန်ကျင်လည်ဆိုလို့ရှိရင်ပြုလုပ်လို့ရမယ်အချက်တွေပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအစုံနဲ့ကြည့်ပေးအတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်သိချင်တာရှင်လည်းကုန်းမမမေးလို့ရပါတယ်